ရာကုတ်ဤဇလံအပိုင်း3ခါရံမြို့မှာရှိတဲ့ရာကုတ်ကပောက်ဦးချန်းအပိုင်း37အပိုင်းငယ်1မှ3ဝေတလမှာဖျားသခင်ကို တွေ့ဆုံခဲ့တဲ့ရာခုတ်ကမိခင်ယေဘကာရဲ့ဇာတိဖြစ်တဲ့ဟာရန်မြို့ကို ရောက်ရှိခဲ့ပါတယ်။ထိုနေရာမှာကောင်းနာတွေလည်းဖြစ်ခဲ့ပါတယ်။အဲဒီမှာရာခုတ်ကသူ့ရဲ့ဦးလေးရဲ့သမီး ရာခေရကိုတွေ့ပြီးမြင်မြင်ချင်းချစ်သွားပါတယ်။ရာဂုတ်ကသူ့ဦးလေးလာဗန်ကိုဒီလိုဘလိုလာရောက်ခဲ့ကြောင်းပြောပါတယ်။လာဗန်ကရာဂုတ်ကို နားလဲတဲ့ပုံစံမျိုးနဲ့တင်ဟာငါရဲ့မိသားစုပဲလို့ပြောပါတယ်။ဒါပေမဲ့အမှန်ကထွက်ပြေးသူဖြစ်တဲ့ရာဂုတ်အဖေါ်အခွင့်အောက်ယူဖို့စူးစမ်းနေတာပဲဖြစ်ပါတယ်။ ယောကီလာကိုလက်ထပ်ဖို့အတွက်ယာဂုတ်ကသူ့ရဲ့ဦးလေးအိမ်မှာခုနှစ်နှစ်ကြာအလုလုဖို့ဆုံးဖြတ်လိုက်ပါတယ်။ထိုအချိန်နှုန်းကယောက်ျားလေးများကမိန်းကလေးတွေကိုလက်ထပ်ဖို့ခန်းဝယ်ပစ္စည်းစရိတ်ကိုပေးရပါတယ်။ခုနှစ်နှစ်အလကအလုလုချင်းဖြင့်ကုန်ကြစရိတ်ကိုကာမိမယ်လို့ယာဂုတ်ကပြောပါတယ်။ခုနှစ်နှစ်ဆိုတာလာဗန်မငင်းဆန်နိုင်တဲ့ဆွဲဆောင်မှုရှိတဲ့အချိန်တွေတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုနဲ့ရာကီလာကိုချစ်တာကြောင့်ရာကုတ်ကခုနှစ်နှစ်ကြာအလုပ်လုပ်ခဲ့ရပြီးရဲအနှဲငယ်မြတ်သားရာကီလာနဲ့တွေ့ဆုံခဲ့ရပါတယ်။ခုနှစ်နှစ်ကြာပြီးနောက်ရာကီနာနဲ့လက်ထတော့မဲ့အချိန်မှာလာဗန်ကရာကုတ်အားရာကီလာရဲ့အမားဖြစ်သူ လေအာနဲ့လက်ထပ်စေခဲ့ပါတယ်။ရာကုတ်ကစိတ်ဆိုးသွားတဲ့အခါမှာလာဗန်ကဒီမြို့မှာအငယ်ကို အရင်လက်ထပ်ဖို့ဥပဒေဆိုတာမရှိဘူး။ နောက်ခုနှစ်နှစ်အလုံးလုံးရင်ရာခီလကိုလက်ထံခွေပေးမယ်လို့ဆိုပါတယ်။ဒါကြောင့်လာဗန်ကရာဂုတ်ရဲ့အခြေအနေကိုအခွင့်ကောင်းယူက14နှစ်ကြာအလုံးလုံးစီခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှရာဂုတ်နဲ့သူ့ရဲ့ဇနီးတို့ဟာတာသမီတွေမွေးဖွားကြပါတယ်။ရာဂုတ်ကလာဗန်ကို အခုသူ့ရဲ့ဇာတိကိုပြန်တော့မယ်လို့ပြောပါတယ်။ အမန်ကရာဂုတ်ရဲ့ကျေးဇူးတော်ကြောင့်လာဗန်ကဖျားသခင်ရဲ့ကောင်းချီကိုရရှိခဲ့ပြီးသူ့ရဲ့စီးစိမ်ဥစ္စာတွေလည်းတိုးပွားလာတာကို လာဗန်ကသိခဲ့ပါတယ်။သူတို့ကထွက်ခွာလိုတဲ့ရာဂုတ်ကို အလွတ်လောက်ခဲ့တဲ့နှစ်တွေအတွက်အခါချင်းငွေပေးမယ်လို့ပြောပေမဲ့အချိန်လေးတွေကိုဆယ်ချိန်ပြောင်းလဲကအချိန်ဖြုန်းပြီးအကြောင်းပြဆက်များစွာပေးခဲ့ပါတယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှ ရာကိုရဲ့တွငယ်တွေဟာတိုးပွားလာပြီးလာဗန်ရဲ့တိုးစုတွေကတော့ယောနေလာပါတယ်။လာဗန်ရဲ့သားတို့ကရာကိုရဲ့တိုးစုတွေများပြားနေတာကိုမြင်တဲ့အခါမှာအဖေးရဲ့တိုးစုတွေကိုရာကုတ်ကတိမ့်သွားကြောင်းကိုဒေါသတကြီးပြောဆိုကြပါတယ်။ရာကုတ်ကချင်းချောက်ခံရတယ်လို့ခံစားလာရပြီးလာဗန်လက်ထက်မှာဖြစ်ပျက်နေတာတွေကိုဇနီးမယားတွေကိုပြောပြကဇာတိမြေကိုအတူတကွထွက်ခွာရန်တောင်းဆိုခဲ့ပါတယ်။ ရာကောက်ကသူ့ရဲ့တန်းပြီကိုထောက်ခွာပြီးတုံးရဲ့အကြမှာလာဗန်ကဒီလိုသတင်းရပါတယ်။လာဗန်ကရာကောက်ကိုခုနှစ်ရက်ပတ်လုံးနောက်ရောက်ခံလိုက်ခဲ့တာပါ။လာဗန်ကရာကောက်နဲ့လာဗန်ရဲ့သမီးတို့တိတ်တဆိတ်ထပ်ပြေးလို့စိတ်ဆိုးပင်မဲ့ဖရဲသခင်က အိမ်မဲထဲမှာပေါ်လာပြီးဒေါသတကြီးမလုပ်ရင်အမိန်ပေးတာကြောင့်သူတို့ကိုဒုက္ခမပေးခဲ့ပါဘူး။ဒါပေမဲ့ရာကောက်က သူ့ရဲ့မိသားစုရဲ့ခရီးဆောင်အိတ်တွေကတဆင့်သူ့အိမ်ကရုပ်ထုကို ယူဆောင်လာခြင်းရှိမရှိကိုရှာဖွေခဲ့ပါတယ်။အဆုံးမှာဘာတစ်ခုမှမတွေ့တာကြောင့်ဒီတခါရာဂုတ်ကစိတ်တူသွားပြီးအနှစ်20လောက်နေကင်းဘက်ကို အပူဒဏ်ခံရပြီးညာဘက်မှာအေးဒဏ်ကြောင့်တုံလုံးချောက်ချကကောင်းကောင်းမအိမ်နိုင်ခဲ့ပါဘူး။ဦးလေးရဲ့တရိတ်ဆန်တွေကိုလည်းပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ ဒါပေမဲ့ဖရာသခင်ရဲ့ကောင်းချီးကြောင့်တိရိစ္ဆာန်တွေတိုးလာတာကိုမြင်လာတဲ့အမျှကျွန်တော်ရဲ့လောကတွေကိုဆယ်ဆလျှော့ပေးလိုက်တယ်။အာပြာဟန်ရဲ့ဖရာသခင်နဲ့ကာဇက်တို့ရဲ့ဖရာသခင်ကကျွန်တော်နဲ့အတူမရှိခဲ့ပါကကျွန်တော်ကလက်ပလာနဲ့ပြန်သွားရပါလိမ့်မယ်။ဒါပေမဲ့ဖရာသခင်ကကျွန်တော်နဲ့အတူရှိပြီးဒီကြီးစွာတဲ့အုပ်စုကိုဖွဲ့စည်းဖို့အတွက်ကျွန်တော်ကိုခွင့်ပြုခဲ့ပါတယ်လို့ဆိုပါတယ်။ ရာဂုတ်ရဲ့အဖြစ်အပျက်ကိုနားထောင်ပြီးနောက်လာဗန်ကရာဂုတ်အားအကြံပြုခဲ့ပါတယ်။သူတို့ကတရားကိုတရားမတိကျိုက်စေရန်ကတိပြုပြီးဖျားသခင်ကကြည်ရှုဆောက်ရှောက်လိုက်မယ်လို့မျှော်လင့်ကကျောက်တော်များကိုစုပေါင်းပြီးတင်ဂီတအဖြစ်ပြုလုပ်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်20အတွင်းမှာရာဂုတ်အတွက်အခက်အခဲများစွာရှိပေမဲ့နောက်ဆုံးမှာဖယားသခင်ကသူ့ကိုကာကွယ်ပေးပြီး သူနဲ့အတူရှိတာကြောင့်သူ့ရဲ့စာသီးမျိုးကိုလုံးချုံစွာပြန်လာနိုင်ခဲ့ပါတယ်။